အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ဗီဒီယိုလေးကတော့ကျွန်တော်တို့ Western Union ကနေအကောက်ဘယ်လိုဖွင့်မလဲငွေဘယ်လိုလွှဲမလဲဆိုတာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပြထားတဲ့အတိုင်းတစင်ချင်းကြီးလိုက်လုပ်မယ်ဆိုလို့ရှိရင်အခက်ခဲမရှိငွေလဲနိုင်မှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမကြော်ပဲအစအဆုံးတရားကြည့်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ အဲ့ဒါဆိုရင်ကျွန်တော်တို့သွားလိုက်ကြရအောင်ပထမဆုံး Western Union သုံးပါဖြစ်တဲ့အတွက် Western Union software ကိုကျွန်တော်တို့ download ဆွဲဖို့လိုတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ language ရွေးပေးဖို့လိုတယ်ကိုကြိုက်နှစ်တရာပေါ့နော်ကျွန်တော်တို့ကတော့ English ကိုပဲသုံးတယ်ဒီမှာပြီးတော့ကျွန်တော်တို့ပထမဆုံးအောက်ဖွင့်မှာဖြစ်တဲ့အတွက် sign up ကိုနှိပ်မယ်ပြီးတော့ရင်ကျွန်တော်တို့ mobile နဲ့မှာထည့်ပေးရမယ်ဒီနေရာမှာ mobile နဲ့မှာကကျွန်တော်တို့ကိုအမြဲသုံးတဲ့နံပါတ်မျိုးကိုထည့်ဖို့လိုတယ်ပြီးတော့လို့ရှိရင် email ထည့်ဖို့လိုတယ် email ဆိုလို့ရှိရင်လည်းကို access လုပ်လို့ရတဲ့ email ကိုထည့်ရမယ် log ကျနေတဲ့ email တွေ password မင်းနေတဲ့ email တွေမထည့်ပါနဲ့ ီနေရာတွေကတို့ပြီးတော့လို့ရှင်ကျွန်တော်တို့ OTP တွေပို့มาဖြစ်တဲ့အတွက်ဒီ email ကိုဝင်လို့မရတာဖြစ်ဖြစ်ဖုန်းနံပါတ်ကိုဝင်လို့မရတာဖြစ်ဖြစ်ကျွန်တော်တို့ဒီ Western Union ကိုတုံးလို့ရမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့အမြဲတုံးတဲ့ email ကိုအမြဲတုံးတဲ့ဖုန်းနံပါတ်ကိုတည်တည်ကြာထည့်ပေးဖို့လိုတယ် password ဆိုလို့ရှိရင်လည်းသူပေးထားတဲ့ကျွန်တော်တို့ဒီ password policy နဲ့ညီအောင်ကျွန်တော်တို့ password ကိုအာခက်ခက်ခဲခဲထားဖို့လိုတယ်ပြီးတော့ရင်မှတ်မိဖို့လည်းလိုပါတယ်ဒီအရာတွေကရေးကြည့်တဲ့အတွက်မမေ့ပါနဲ့ အခုဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့နံပါတ်1ဖုန်းနံပါတ်ကိုသူ OTP ပို့မယ်ဝင်လာတဲ့ OTP ကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်တယ်ဒါကတော့ပုံမှန်လုပ်နေကြအောက်ဖွင့်နေကြ process ဖြစ်တဲ့အတွက်လူတိုင်းနားလည်မယ်လို့ထင်တယ်နောက်ပြီးတော့ဒီဟာကကျွန်တော်တို့အာမတုံးမှုတဲ့သူတွေအတွက်ရွေးတာဖြစ်တဲ့အတွက်ကိုယ်မှတကယ်လို့အကောင့်ရှိတဲ့ကိုလွှတ်တတ်တယ်ဆိုလို့ရှိရင်တော့ကြော်သွားလို့ရပါတယ်နောက်တစ်ခုကဒီငွေကြေးနဲ့ပတ်ဆိုင်ငွေကြေးနဲ့သက်ဆိုင်တဲ့အရာတွေမို့လို့ credential ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ password တွေကိုယ့်ရဲ့ OTP တွေကိုသူများအောင်မပေးရပါဘူးခင်ဗျာ ကျွန်တော်တို့ကတော့ဒီမှာ face authentication ထည့်ထားတယ်အဲ့တော့ကျွန်တော်တို့နောက်ဝင်လို့ရှင်ကိုယ့်ရဲ့ face ID လေးနဲ့ဝင်လို့ရသွားတာဖြစ်ပါတယ်အခုဆိုလို့ရှင်အကောက်ဖွင့်တာပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ country ရွေးပြီးတော့လွှဲလို့ရတယ်လို့ထင်လိုက်ရင်မှားသွားပါလိမ့်မယ်ဒါကအကောက်ဖွင့်တာပဲရှိသေးတယ်ကျွန်တော်တို့ verification မလုပ်ရသေးဘူးကျွန်တော်တို့ verification ရင်သားလုပ်မယ်မဟုတ်လို့ရှင်ငွေလွှဲတဲ့ခါကျမှကျွန်တော်တို့ tax ID တွေတောင်းတာတို့ proof of address တွေတောင်းတာတို့ကျွန်တော်တို့လုပ်လိမ့်မယ်အဲ့လိုမဖြစ်အောင်ကျွန်တော်တို့အပေါ်က menu လေးကိုနှိပ်မယ် menu လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ပြီးသွားလို့ရှင်ကျွန်တော်တို့ကိုယ့်ရဲ့ account ထဲကိုသွားမယ်ပေါ့နော် ကိုယ့်ရဲ့ account ထဲကိုသွားလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ profile ထဲကိုသွားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာ verify လုပ်ဖို့ဆိုတာကိုကျွန်တော်တို့မြင်ရမှာဖြစ်တယ်။ Okay ဒီမှာဆိုလို့ရှိရင်သူပြောနေတယ် verify your identity ကျွန်တော်တို့ identity ကိုအရင်ဆုံး verify လုပ်ပါပြီးမှငွေလွှဲပါဒါကအရေးကြီးဆုံးနောက်ထပ်နံပါတ်1အချက်ဖြစ်တယ်။ကျွန်တော်တို့အတွက်လွယ်ကူတာကတော့ကျွန်တော်တို့ simpass ကိုတုံးပြီးဝင်တာဖြစ်တဲ့အတွက်လွယ်လွယ်ကူကူကျွန်တော်တို့ authentication လုပ်လို့ရတယ်ကိုယ့်ရဲ့ data ကို retrieve လုပ်လို့ရတယ်ကိုယ်တကယ်လို့ manual ထည့်မယ်ဆိုရင်တော့ proof of address တွေ test id တွေသူတို့တောင်းတတ်ပါတယ် เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ ID တွေအကုန်လုံးသူ auto since back ကနေပြီးတော့ retreat လောက်လာတာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ဘာမှထည့်ပေးစရာမလိုဘူးကျွန်တော်တို့အချက်လက်တွေမှန်မှန်မှန်စစ်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ next ကိုနှိပ်ပေးရုံပဲနောက်ထပ် security question အနေနဲ့မေးတယ်ပေါ့နော် what is your mother middle name ပေါ့ကျွန်တော်တို့မိဘရဲ့နာမည်ရဲ့အလယ်နှင်းကိုထည့်ပေးလိုက်မယ်အဲဆိုလို့ရှိရင်ရပြီဒါက security ဖြစ်တဲ့အတွက်ဘယ်သူမှမပြောပါနဲ့ ကွက်တာကိုနောက်တစ်ချိန်တကယ်လို့အကောက်ကို recovery လုပ်တာတော့ဆိုရင်ပြန်တော့မှာဖြစ်တယ်။ဒါဆိုရင်တော့အခုဒီမှာ verification လုပ်ပြီးသွားတာကိုမြင်ရမှာဖြစ်တယ်။အခုကျွန်တော်အကောက်ဖွင့်တဲ့အချိန်ကနေဒီ verification လုပ်တဲ့အချိန်ထိကျွန်တော်ကြာခဲ့တဲ့အချိန်ဟာမိနစ်ပိုင်းလေးပဲဖြစ်တယ်။ဒီပြထားတဲ့ process လေးတိုင်းသာလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရန်လှင်လွယ်ကူလှင်မဲ့သွားနဲ့လုပ်လို့ရမှာဖြစ်တယ်။ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ငွေလွှဲမယ်ဆိုရင်လွှဲလို့ရပြီကျွန်တော်တို့နိုင်ငံရွေးပြီးတော့ကျွန်တော်တို့ဒေါ်လာပေါင်စည်းတွေလည်းကြည့်လို့ရပြီဒေါ်လာပေါင်စည်းတွေဘာတွေကြည့်ကျင်နေဆိုလို့ရှင်လွှဲပါတယ်ကျွန်တော်ပြမယ်เนาะ login ကိုဝင် ပြီးတော့ပြဆိုလို့ရှိရင်ကျွန်တော်တို့ဒါကတော့သူ sample ပြထားတဲ့ဟာဖြစ်တယ်ကျွန်တော်တို့ set menu ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့နိုင်ငံရွေးမယ်မြန်မာဆိုလို့ရှိရင်တကယ်လို့ဒီမှာကျွန်တော်ကိုထည့်ကျင်တော့ဒေါ်လာပေါ့နော်စမ်းထည့်ကြည့်လို့ရတယ်5ဒေါ်လာဆိုလို့ရှိရင်မြန်မာငွေဘယ်လောက်ရမလဲ16800အောက်မှာဆိုလို့ရှိရင်ဒေါ်လာပေါက်ဈေးကိုပြောထားတယ်ဒီကနေ့ရငွေလဲဈေးကတဒေါ်လာကို3386ဒါတွေအကုန်လုံးကသူများအောင်မေးကြရမလို့မိမိတို့ဒါမိမိ western union မှာတက်ကြည့်လို့ရမယ်အခုဒီနေ့လေးလေးတည်တယ်ဆိုလို့ရှိရင်ကျွန်တော်လွှဲမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာလွှဲကြရလွယ်ကူရွှေရှင်တယ်ကျွန်တော်တို့ ဘန်ကနေပတ်စံကိုဒီတိုင်းသွားယူမလားဘန်အကောင့်ထဲထည့်မလားကိပေးတဲ့ထည့်မလားကိုကြိုက်နှစ်သက်လို့လုပ်လို့ရတယ်ပေးမယ်ဆိုလို့ရှိရင် credit card နဲ့ပေးမလား debit card နဲ့ပေးမလားပေးနောက်နဲ့ပေးမလား bank transfer နဲ့ပေးမလားကျွန်တော်ယူလို့ရတယ်ဒီမြန်မာတစ်ခုကိုတတိထားမှာကျွန်တော်တို့ transition တစ်ကြောင်းကို1ဒေါ်လာနဲ့1000 transition တစ်ကြောင်းကို5ဒေါ်လာဖြစ်တယ်အဲ့တော့ကိုယ့်ဘက်ကို10ဒေါ်လာလွှဲလဲသူက5ဒေါ်လာဖြစ်တာဖြစ်တဲ့အတွက်15ဒေါ်လာပေးရမယ်ဒေါ်လာ100လွှဲလဲ5ဒေါ်လာဖြစ်တဲ့အတွက်105ဒေါ်လာပေးရမယ်ဒီအရာလေးကိုတော့တတိချက်ဖို့လိုတယ် ဒီမှာကျွန်တော်တို့ဒေါ်လာနဲ့ထည့်ထည့်ရတာမဟုတ်မြန်မာငွေထည့်ရင်တော့ဒေါ်လာဘယ်လောက်ပေးရမလဲဆိုတော့ပြရတယ်အဲ့တော့ကိုတီးတန်း calculator နဲ့ငွေကြေးဘယ်လောက်လဲတွက်နေကြမလို့ကိုတကယ်လို့တသိန်းလွှဲချင်းတသိန်းလုံးထည့်လိုက်လို့ရှိရင်ဒီမှာဒီနေ့ပေါက်စင်းနဲ့သူတွက်ပြီးပြရတယ်29.6ဒေါ်လာကြမယ်ကျွန်တော်တို့အုံနောက်အများကြီးခြောက်နေတော့အာရုံအများကြီးခြောက်နေတော့ဟာဆိုလို့ရှိရင် okay အဲကျွန်တော်တို့ကိုထည့်ချင်လောက်ထည့်မယ်ပြီးတော့လို့ရှိရင်ကိုလွှဲချင်တဲ့ KBZ pay ဆို KBZ pay bank account ဆို bank account cash pick ဆို cash pick ကိုကြိုက်တော့ရေးလို့ရမယ် ။တချို့ကမေးတယ်ကေဗီဇာပေးဘယ်လိုလွှဲလဲ၊ဘဏ်အကောင့်ဘယ်လိုလွှဲလဲ။ဒီနေရာမှာကျွန်တော်ရိုးရှင်းသွားမယ်လို့ထင်ပါတယ်။တကယ်လို့ကိုကအိမ်ကိုလွှဲမယ်။15သိန်းလွှဲမယ်ပေါ့နော်။ကျွန်တော်ဒီဘက်မှာ15သိန်းလို့ထည့်လိုက်လို့ရှင်။ဒီဘက်မှာကြာသိမ့်မယ်ဒေါ်လာကိုသူအော်တိုကယ်ကူလေးလုပ်ပြမှာဖြစ်ပါတယ်။15သိန်းဆိုတာကျွန်တော်တို့ဒေါ်လာ400ကျော်ပဲဖြစ်တဲ့အတွက်ဒေါ်လာ1000မကျော်တဲ့အတွက်9ဒေါ်လာအာ transfer charge ပေးရမှာဖြစ်တယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကဟိုဘက်ကလက်ခံမဲ့သူရဲ့ name ပေါ့နော်ဒီဟာကအရေးကြီးတယ်မှားလို့မရဘူးဒီဟာတကယ်လို့မှားသွားလို့ရှိရင် ကိုယ့်စီကနေငွေဖြတ်ပြီးတော့ဟိုဘက်ကမရောက်တဲ့အတွက်ငွေပြန်ဝင်လာလိမ့်မယ်ဒါပေမဲ့ transition charge တွေတော့ဖြတ်သွားပါလိမ့်မယ်အဲ့တော့ကိုတို့လွှဲမယ်ဆိုလို့ရှိရင်ဒီလို beneficiary ကိုကျွန်တော်တို့ဒီစကြမှန်အောင်ထည့်ပေးဖို့လိုမယ်အာ receiver ကိုမှားသွားလို့ရှိရင်တော့ကိုယ့်ရဲ့လွှဲတဲ့ပတ်စံအခက်မတင်ဆုံးရှုံးသွားတာဖြစ်နိုင်တယ်တကယ်လို့ဟိုဘက်မှာ account ရှိနေလို့ရှိရင်ရှိနေတဲ့ account ထဲဥဝင်သွားမှာဖြစ်ပါတယ်ကျွန်တော် KBZ Pay ကိုလွှဲမှာဖြစ်တဲ့အတွက် KBZ Pay ရဲ့ကျွန်တော်ရဲ့ mobile number ထည့်တယ်ကျွန်တော်ရဲ့နာမည်ထည့်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်ရဲ့အာ email ထည့်တယ် disclaimer အနေနဲ့ဒီဗီဒီယိုက educational purpose ဖြစ်ပြီးတော့မိမိတို့ရဲ့ချွေးနှက်စာတွေကိုမှန်ကန်တိကျတဲ့ငွေလဲစင်းနှုန်းလေးတွေရရှိစေချင်လို့ဖြစ်ပါတယ်။ဒါတွေအားလုံးထည့်ပို့ရဆိုရင်တော့တို့ကကျွန်တော်တို့အာဒီမှာဆိုလို့ရှိရင်ငွေပေးရမယ်ပေးနောက် QR လေးကိုကျွန်တော် generate လုပ်ပေးတယ်။ဒီ QR လေးကိုကျွန်တော်တို့ထုံးတဲ့အတိုင်းကျွန်တော်တို့အာတစ်ခုကနေပြီးတော့ scan ဖတ်ပြီးပေးလိုက်မယ်ဆိုလို့ရှိရင်အာကျွန်တော်တို့ရဲ့ transition ပြီးမြောက်သွားမှာဖြစ်လိမ့်မယ်။အခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာ KBZ ပေးတယ်မှာကျွန်တော်မှာ9100ပဲရှိတယ်။ကျွန်တော်လွှဲလိုက်တဲ့အချိန်က3.20ဖြစ်ပြီးတော့အခုဆိုလို့ရှိရင် အာ3.21ပေါ့နော်ကျွန်တော်ခဏနေလို့ရှင်3.26 29ဆိုတာနဲ့တော့ဝင်လာမှာဖြစ်တယ်ကိုကတကယ်လို့ process တွေအမှန်တိုင်းသာလုပ်ခဲ့မယ်ဆိုလို့ရှင်မိနစ်ပိုင်းအတွင်းတော့ဝင်နေပေါ့နော်သူကိုယ်တိုင်လည်းပြောထားတယ်မိနစ်ပိုင်းအတွင်းဝင်မယ်ဆိုပြီးတော့ပြောထားတယ်အခုဆိုရင်စုစုပေါင်းငွေလဲကြတဲ့ကငါးမိနစ်ပဲကြာတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်အဆင်မပြေတာရှိလို့ရှင်ကျွန်တော် comment မှာရေးခဲ့လို့ရပါတယ်